ူကျွန်တို့ခင်ဗျာလူတွေကလူကျွန်တို့ကိုမေးမဲ့မေးခွန်းနှစ်ခုပဲရှိပါတယ်အဲ့ဒါဘာလဲဆိုတော့နံပါတ်1အချက်ကတော့မင်းတို့ငါတို့ယုံလို့ရလားဆိုတဲ့မေးခွန်းဖြစ်တယ်အဲ့တော့ပထမမေးခွန်းမင်းတို့ငါတို့ယုံလို့ရလားဆိုတဲ့မေးခွန်းကိုကျွန်တော်တို့ပထမအဦးဆုံးဖြေနိုင်မှုလို့တယ်ဒုတိယမေးခွန်းကတော့မင်းတို့ငါတို့အားကိုးလို့ရလားဆိုတဲ့မေးခွန်းဖြစ်တယ်အဲ့ဒီမေးခွန်းနှစ်ခုကိုလူကျွန်တို့အနေနဲ့ကောင်းမွန်မှန်ကန်စွာဖြေဆိုနိုင်ပြီဆိုရင်လူတွေအပေါ်မှာနိုင်ငံရေးစီးပွားရေးလူမှုရေးနယ်ပယ်အသီးသီးမှာကောင်းမွန်ထိရောက်တဲ့နီလန်းနဲ့ အမှန်တကယ်လွှမ်းမိုးတက်ရောက်နိုင်မှာဖြစ်ပါတယ်။အဲ့တော့ပထမမေးခွန်းမင်းတို့ကတော့ယုံလို့ရလားဆိုတာကတော့လူချင်းရဲ့ယိုသားဖြောက်မှတ်မှုဒါနဲ့ဆိုင်တယ်။လူချင်းရဲ့ပေါ်ရွေပြူငါမှုလူချင်းရဲ့နှွေးထွေးမှုလူတွေအပေါ်ဆက်ဆံမှုအဲ့ဒါတွေနဲ့သက်ဆိုင်တယ်။ဒါပေမဲ့ဒီတစ်ခုတည်းမရဘူး။အဲတချို့လူတွေကယုံရတယ်။ဒါပေမဲ့အားကိုးလို့မရဘူး။ပေါ်ရွေတယ်ပြူငါတယ်နှွေးထွေးတယ်အရေးချင်းမရှိဘူး။ပေါ်ရတဲ့ပြုံကားတဲ့နှွေးထွေးတဲ့ဆက်ဆံရေးကောင်းတဲ့ထက်မြက်မှုမရှိဘူး။ဒါဆိုရင်လေယုံတော့ယုံရတဲ့အာကုလို့မရရင်ရှေ့ဆက်လို့မရဘူး။ အာတချို့သူတွေကြတော့မင်းတို့ကတော့အားကိုးလို့ရလားအားကိုးလို့ရတယ်ငါနယ်ပယ်မှာငါဆရာကြီးပဲငါထိုးကျွတဲ့သူဖြစ်တယ်ငါထက်မြတ်တဲ့သူဖြစ်တယ်အားကိုးလို့ကတော့ရတယ်ဒါပေမဲ့ယုံရလားဆိုတော့ငါမယုံသားဘူးဒါမှမဟုတ်ငါဆက်ဆံရေးမကောင်းဘူးအဲ့တော့ထိုးကျွမှုတစ်ခုရှိသွားပြီဆိုရင် အောင်မြင်သွားပြီဆိုရင်ထိတ်တန့်ရောက်သွားပြီဆိုလူတွေကနှွေးထွေးမှုတွေရောသွားတတ်တယ်အဲ့တော့ဒီမင်းတို့နှစ်ခုလုံးကိုဖြေနိုင်မှုဟာဘဝမှာအလွန်ရေးကြီးတယ်အဲ့တော့ဗာလဲနှွေးထွေးမှုနဲ့ထက်မြတ်မှုဒီနှစ်ခုကိုမှန်မှန်ကန်ကန်ပေါင်းစည်းနိုင်တဲ့သူတွေကလောကမှာလူတွေအပေါ်မှာကောင်းမွန်တဲ့နိလန့်နေနဲ့ အမှန်တကယ်လွှမ်းမိုးတက်ရောက်နိုင်တဲ့သူတွေဖြစ်တယ်ဒါကြောင့်ဒီမေးခွန်းတစ်ခုကိုအခုပဲဖြေဆိုနိုင်အောင်ကြိုးစားပါကိုယ့်ရဲ့ဘဝမှာနှွေးထွေးမှုနဲ့အရေးချင်းနှွေးထွေးမှုတိတ်များသွားရင်လည်းအရေးချင်းမရှိရင်လည်းလူတွေကသိတယ်မလားငပေါ်ကြီးဆိုပြီးတော့တိတ်ပြီးတော့လေးလေးစားစားမဆက်ဆံတော့တိတ်ပြီးတော့ထူးချွန်ထက်မြက်ပြီးတော့လူတွေနဲ့ခက်ကင်းကင်းနေရင်လည်း team work မှာအားနေသွားမယ်ဒါကြောင့်နှွေးထွေးမှုနဲ့အရေးချင်းကိုမြန်မြန်ပေါင်းစည်းပါအောင်မြင်မှုတွေကလူချင်းတို့ကိုစောင့်ကြည့်နေပါအဲ့တော့အဲ့ဒီနှွေးထွေးမှုနဲ့အရေးချင်းကိုဘယ်လိုပေါင်းစည်းကြမလဲ အဲ့ဒါကိုပေါင်းစည်းပြီး power ဖြစ်အောင်ဘယ်လိုတည်ဆောက်မလဲစတာတွေကိုလေ့လာခြင်းတဲ့သူတွေအတွက်ကျွန်တော်ကိုယ်တိုင်သင်ကြားမယ်အောင်မြင်မှုပညာသင်တန်း success in life သင်တန်းကိုကျွန်တော်တို့အခု12လပိုင်းမှာဖွင့်လှစ်မှာဖြစ်ပါတယ် online သင်တန်းကတော့အခုလာမယ်12လပိုင်း2ရက်နေ့အင်္ဂါနေ့စမှာဖြစ်တယ် online ကနေတလားတိတိသင်မှာဖြစ်တဲ့အတွက်မြန်မာနိုင်ငံ data အသီးသီးကမ္ဘာ data အသီးသီးတက်နိုင်ပါတယ်နိုင်ငံခြားရောက်နေတဲ့သူတွေကလည်းကျွန်တော်တို့ ဟိုဒီနိုင်ငံခြားအနေလှမ်းပြီးတော့တက်နိုင်ပါတယ်ဘယ်ဒေတာမှမဆိုတက်နိုင်တယ်နေ့စဉ် recorded video တွေကိုကျွန်တော်တို့ Facebook group ထဲမှာတင်ပေးမယ် Facebook ကြည့်ဖို့အခက်အခဲရှိတဲ့သူတွေအတွက် Telegram private channel မှာလည်းကျွန်တော်တို့ကပြန်တင်ပေးမှာဖြစ်ပါတယ်တနင်္ဂနွေကလာတက်လာပြီးသွားလို့ assignment ဆောင်ရင် certificate ကို email ကနေပေးပို့ပေးမယ် live လက်ချောင်းတော့အပတ်စဉ်တနင်္လာနေ့ည8:00နာရီတိုင်း zone ကနေ live လက်တင်မှာဖြစ်တယ်ကျွန်တော်နဲ့တဦးချင်းတွေ့ပြီးမေးခွန်းတွေစိတ်ကြိုက်မေးနိုင်တယ်အဲ့တော့တင်တဲ့တက်နေတဲ့ group ကိုချင်မှာရအောင်ဆောင်ပေးတာဖြစ်တယ် live မတက်ဖြစ်လည်းမပူနဲ့နောက်ရက်မှာ recorded video ကို facebook group ရော telegram private channel မှာရောပြန်တင်ပေးမှာဖြစ်ပါတယ် online တနားတော့တက်လာဖြစ်တယ်အပြင်လူတွေတက်ချင်တဲ့သူတွေကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်တွေကသူတို့ဝင်ထမ်းမျိုးဆေးလို့ချင်တယ်လို့ပြောတဲ့သူတွေအတွက်ကတော့ ကျွန်တော်တို့12လပိုင်း6ရက်နေ့နဲ့9ရက်နေ့စနေတရနေ့ရက်မှာမနက်စင်နာရီကနေညနေ6နာရီထိရန်ကုန်မြို့တော်ဝင်စင်တာ3လာမှာရှိတဲ့ကျွန်တော်တို့အယ်မိုတင်တန်းကျောင်းမှာကျွန်တော်နဲ့နေ့ရက်အချိန်ပြည့်ရင်းနှီးချစ်ခင်စွာတွေ့ဆုံပြီးတက်ရောက်မှာဖြစ်ပါတယ်။အလူကျွန်တော်အွန်လိုင်းတင်နာမည်တက်ချင်တက်ချင်အပြင်တင်နာမည်တက်ချင်တက်ချင်လူကျွန်တော်ရဲ့နာမည်ရဖုန်းနံပါတ်ရကို comment မှာမရေးနဲ့ Messenger message မှာသွားပြီးဆင်းပေးထားပြီးပါကျွန်တော်တို့ team ကညီညီမတွေဆက်သွယ်ပေးမယ်။အခုအစည်းအဝေးကြည့်တဲ့သူတိုင်းအွန်လိုင်းကပထမအဦးဆုံးအယောက်တရာအပြင်ကပထမအဦးဆုံးအယောက်30%ကို10% discount ကျွန်တော်တို့ပေး ထားပါတယ်။စင်းပင်းရင် Facebook page ဆိုရင်လင်းတိုင်းညွန်မြန်မာစလန် English ကိုရေးထားတယ် follower 3.9 million ကျော်ရှိတယ်။အဲ့ page messenger မှာသွားပြပါ။ TikTok ဆိုရင်လင်းတိုင်းညွန်မြန်မာမျိုးလိုရေးထားတယ် follower 3.2 million ကျော်ရှိတယ်။အဲ့ဒီ account တွေမှာကျွန်တော်တို့စင်းပင်းနိုင်ပါတယ်။အဲ့တော့ဒီတန်တန်းမှာကျွန်တော်တို့အနေနဲ့လူချင်းတို့ရဲ့ကိုယ်ယူကိုသွေးကိုကောင်းစွာနားလည်ပြီးတော့မှကိုယ့်ရဲ့အားသာချက်ကိုအခြေခံပြီးအောင်မြင်မှုကိုတည်ဆောက်မဲ့နည်းလမ်းတွေကိုလေ့လာသင်ယူကြမှာဖြစ်ပါတယ်။ အခုဆင်းပေးတဲ့သူတွေကို online ကပထမဦးဆုံးအယောက်100အပြင်ကပထမဦးဆုံးအယောက်30ကိုကျွန်တော်10% discount ပေးထားပါတယ်အဲ့တော့ဒီ season ကြည့်တဲ့သူတွေအတွက်ကျွန်တော်စာအုပ်၅အုပ်ကိုလည်းလက်ဆောင်ပေးဦးမှာဖြစ်တယ်။အဲ့ဒီ season မှာပါဝင်ခြင်းအခု video file လေးကိုမျှဝေလိုက်ပါ။မျှဝေပြီးသွားရင် comment မှာမျှဝေပြီးပါပြီလို့ဝင်ရေးပေးထားပါ။အဲ့ဒီက၅အုပ်ကိုရွေးချယ်ပြီးတော့ကျွန်တော်ရဲ့စာအုပ်၅အုပ်ကိုတယောက်ကိုတအုံလုံးနဲ့ကျွန်တော်ရဲ့အပတ်တရလက်မှတ်နဲ့တူအင်တန်ယာရောက်လူချင်းတို့ပို့ကပါမပေးရဘူး။ပို့ဆောင်ပေးမှာဖြစ်ပါတယ်လို့သတင်းကောင်းပါလို့ပါတယ်။အဲ့တော့လာမယ့်2026ခုနှစ်ကိုသိရဲ့နှစ်ဖြစ်ဖို့အတွက်အခုရဲ့ အောင်မြင်မှုပညာသင်တန်းမှာကျွန်တော်တို့အတူတကွဆွေးနွေးပြီးတော့ပြင်ဆင်စ조사အောင်မြင်လိုက်ကြပါစို့အောင်မြင်တယ်ဆိုတာပြိုင်ပွဲကိုရောက်ရင်နိုင်ကျင်တဲ့သူကနိုင်တာမဟုတ်ပါဘူးနိုင်အောင်ပြင်ဆင်ထားတဲ့သူကနိုင်တာဖြစ်ပါတယ်အောင်မြင်ဖို့အတွက်အခုပဲပြင်ဆင်လိုက်ပါ We must work together we must build our nation